အခုနောက်ပိုင်းလူလိန်တွေဘလို့လိန်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်ပြောပြမယ်ဗျကျွန်တော်အခုလင်းလင်းပဲအလိန်ခံရဖို့နှီးပါဖြစ်ခဲ့ရပါတယ်ဘလို့မျိုးလဲဆိုတော့အာအရင်ဆုံးကျွန်တော်တို့ဒီလူလိန်တွေကကျွန်တော်ဖုန်းမဆက်တော့ဘူးကျွန်တော် message တွေမှာစာမပို့တော့ဘဲနဲ့ဘလို့ပုံစံဖြစ်လဲဆိုတော့အာကျွန်တော်ပြောရမယ်ဆို register လုပ်ခိုင်းတာပေါ့ register လုပ်ခိုင်းတဲ့ခါကျတော့သူတို့အနေနဲ့အရင်တော့လည်းမျိုးဖုန်းဒီ ဖုန်းထဲကိုစာမပို့တော့ဘဲနဲ့ဗျာကျွန်တော်တေးရောင်းနဲ့တယောက်အလိုခင်သွားအောင် Facebook ကနေပြီးတော့မှ Facebook ပဲဖြစ်ဖြစ် social network တွေကတခုခုပေါ့ဗျာအဲ့ဒီထဲကနေပြီးတော့မှတပ်ပုံလှက်လာလေးတွေတင်ပြီးတော့အကောက်တွေလိုက်အပ်တယ်လက်ခံပြီးဆိုရင်တို့အနေနဲ့စကားလာပြောတယ်ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီပေါ့ဗျာစကားပြောပြီးတော့ကျွန်တော်တို့ဒီတို့အလုတ်အရန်အလုတ်ရှုပ်တယ်ပေါ့ဗျာနိုင်ငံခြားမှာတို့အလုတ်တွေလုံနေရတယ်အရန်လုတ်ရှုပ်တယ်ဒါရဲ့မြန်မာရင်နော်မြန်မာရင်နိုင်ငံခြားတော့မဟုတ်ဘူးအလုတ်တွေရှုပ်နေရတယ်ဆိုပြီး ပထမဆုံး intro ကိုဗျာကျွန်တော်တို့ဒီကောင်းကောင်းလေးဝင်လိုက်တယ်ဗျာတကယ် intro တကယ်တကယ်မှကောင်းတယ်အားလုံးကပြပြနေအာပြီးလဲပြီးတော့တို့တို့အမအလုတ်ဆရှုပ်ပြီးတို့လောက်လှုပ်ရှုပ်တဲ့သူတို့မရှိတော့အဲအဲ့ခါကျတော့အလုတ်ရှုပ်တဲ့ခါမှာအာကျွန်တော်တို့ ਨੇ ပထမဦးဆုံးဒီ intro ကအဆင်ပြေသွားတာဖြစ်တဲ့အတွက်ဒုတိယအဆင့်အနေနဲ့သူတို့ကနေပြီးတော့သူအလုတ်ရမ်းရှုပ်တယ်အဲ့ခါကျတော့ကျွန်တော်ဘက်ကနေပြီးတော့ကုညီပေးရမလားဗာပေးရမလားညာပေးရမလားဆိုပြီးပြောတော့မယ်ဗျာပြောတဲ့ခါကျရင်သူတို့အနေနဲ့က အာကုညီပေးပါအောင်ပစ္စည်းဝိုင်းတင်ပေးပါအောင် ပြောမယ်ဆိုရင်ကျွန်တော်ကြုံခဲ့ရတာကကျွန်တော်တို့ဒီအခုအမေရိကန်အခြေစားကျွန်တော်တို့ဒီပြောမယ်ဆိုရင်ဟွာဒီ shopping website ပေါ့ဗျာကျွန်တော်ပြောတတ်လို့ပဲပြောလိုက်ပါတော့မယ်အေးပေါ့အေး warmup ပေါ့ဗျာဒါတော့ဒီလူတို့မင်းများတော့သိပါလိမ့်မယ်အေးဟာနဲ့သူတို့ကဒီပြောမယ်ဆိုအတုလောက်တာပေါ့ website အတုလောက်ပြီးတော့မှသူတို့က register လုပ်ခိုင်းတာဆိုတော့အဲကဲရွေးတာကိုကအဲ့လိုမျိုး register လုပ်လိုက်ပြီဆိုရင်ကိုယ့်စီမှာရှိနေတဲ့ ကျွန်တော်တို့ဒီဘန်ထဲမှာရှိတဲ့ပတ်စံတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးပါသွားနိုင်ပါတယ်အဲလင်းနေကို ကျွန်တော်တို့ဒီဒီရကဒီကျွန်တော်တို့ဒီလူလိန်လားဒါကဒီလူလိန်မဟုတ်ဘူးလားလူလိန်ဟုတ်လားမဟုတ်လားဆိုတာထက်ဒီလင်းကကျွန်တော်တို့ယုံကြည်ရလားမယုံကြည်ရလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်စစ်လို့ရတဲ့နေရာအများကြီးရှိပါတယ်ဆိုတော့အာအဲ့လိုမျိုးတွေပေါ့ဗျာအကယ်၍အခုကျွန်တော် ਨੇ ပြောတဲ့တရားဆိုရင်အာကျွန်တော် blog ပြီးပြေးသွားပြီ ကျွန်တော်တိတာပေါ့ပထမဆက်ဆအထေရသူကျွန်တော်အကောက်လာအထေရကျွန်တော်တိတယ်ဘာလို့တိလဲဆိုတော့ကျွန်တော်တို့ဒီစစ်လို့ရတယ်ဗျာအဲဒီမှာရုတ်ချောချောရုတ်ချောချောဆိုတာထက်ဗျာဒီဓာတ်ပုံကိုလေတေချာချာလေးရိုက်တက်တဲ့သူဗျာတေချာလေးဓာတ်ပုံရိုက်တယ်လုံးဝဓာတ်ပုံရိုက်တဲ့အခါမှာလေ profile ကလေးလုံးဝ share ပဲ minimum ရှုံးပေးရတယ်အဲ့လိုပုံစံမျိုး profile ကြီးမှာထားပြီးတော့မှ အကောက်ထဲဝင်ကြည့်လိုက်တော့ဖိုင်အိုမှာအလုံးကိုကျူစုပါလေအလုံးကိုချစ်ပါလေအဲအဲ့လိုမျိုးတင်နေရခင်ဗျာနည်းနည်းလေးစဉ်းစားလို့ရပါပြီဗျာ။အော်ဒါကတော့တခုခုပဲ။အာပြီးတဲ့အခါကို့စကားလာပြောတယ်ဒီလိုမျိုးဗျာချောမောတဲ့အရင်ချစ်ဖို့ကောင်းတဲ့ကောင်မလေးရဗျာဒီကျွန်တော်လူလူမျိုးစကားလာပြောတယ်ဆိုတော့နည်းနည်းလေးတော့မှန်တက်ချင်ဟိုင်းအဲအဲ့ထဲကအဲနည်းနည်းလေးတော့ကိုရိုက်စားမိလိုက်ပါတယ်အဲဒါမဲ့ intro တော့တကယ်မိုက်တယ်ဗျ intro မှာတော့ကျွန်တော်နည်းနည်းမျောသွားသေးတယ်ဟာပြီးလဲပြီးတော့မှလင့်လာပြီးတော့မှကျွန်တော်တတိယဝါ အာအလုပ်တွေရှုပ်နေတယ်ဗောအဲ့ဒါဒီကုတင်ပေးပါအောင်စသဖြင့်အကူအညီတောင်းတာပေါ့အားလည်းကျွန်တော်လည်း link မြင်တာနဲ့ကြောက်တယ်လေကြောက်တော့ကိုကဘာလုပ်လဲဆိုတော့ဒီ link ကိုယူရတယ်ယူပြီးတော့ကျွန်တော် chat gpt မှာသွားမေးတယ်မေးလဲမေးပြီးတော့ ChatGPT ကလည်းအရင်ချက်ဖို့ကောင်းပါတကယ်အသုံးဝင်ပါလေ ChatGPT ကိုသုံးကြပါကျွန်တော်ဘာကြော်ညာမှလည်းမြူထားပါအောင်သုံးကြပါဘာလို့လဲဆိုတော့ ChatGPT ကိုမေးလိုက်တဲ့အခါမှာဒီ link ကကျွန်တော် official website မဟုတ်ပါဘူးတဲ့အာလူလိန်ဖြစ်ဖို့ရခိုင်တော့အရန်များပါတယ်တဲ့အဲ့ဒါနဲ့ကျွန်တော်ကနေပြီးတော့ကျွန်တော်ရဲ့အကောက်ကိုကြည်မေးပါအကုန်ထွက်ကျွန်တော်ဒီပြောမယ်ဆိုရင် Gmail ပဲအကုန်ထွက်ပြီးတော့ဗျာဒီပြောမယ်ဆိုရင် တခြားဖုံးတစ်လုံးနဲ့ပေါ့ဗျာဒီလောင်းကဖုံးအစ်စ်ပုံစံမျိုးနဲ့အဲ့ဒီဝင်လဲခါမှာကျောင်း warm mat ဆိုတဲ့ပုံစံမျိုးတွေ့တယ်တွေ့လဲတွေ့ရောအဲ့ရအောင်စခွင့်ချိုးရိုက်ပြီးတော့ချက်ကြည့်ပြီးတော့သွားပို့တယ်ဒီလိုပုံစံမျိုးပေါ်တယ်ဆိုတော့ချက်ကြည့်ပြီးတရားလဲအရင်ချက်ဖို့ကောင်းတယ်အဲ့ဒါဆိုတော့တေချာပါရဲ့ဒါက scan ပါပဲဆိုတော့အာကျွန်တော်လဲနည်းနည်းလေး photoshop နေရနေရောဒီနေ့၃ရက်မြောက်တဲ့နေ့じゃအသေးတန် ကူညီပေးပါအောင် register လုပ်ပေးပါအောင်ဆိုပြောလေပြောအာကျွန်တော်ကနေသူ့ပြန်ပြောတာဗောအာလူလိမ်မလားဘာညာတာကဆိုရအပြောလေပြောဘလော့ကြီးပြေးသွားအဲ့အတွက်ကြောင့်ဒီလိုမျိုးလေးတွေလာပြီးတော့လောက်တာမျိုးရှိပါတယ်အဲ့အတွက်ကြောင့်ခရူးဆိုင်ကြပါဆက်ဆက်ရခရူးဆိုင်ကြပါလူကြီးတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ် social social network ပေါ့ပြောမယ်ဆိုရင်အဲ့ other social network ဒီမှာကျွန်တော်တို့တယောက်နဲ့တယောက်စကားလာပြောတဲ့အခါကျရင် link နေပြီးရင် ယုံနေသူဖြစ်တယ်လို့မယုံနေသူလည်းရှိပါတယ်ပဲသူပဲဖြစ်ဖြစ်ယုံရတဲ့သူပဲဖြစ်ဖြစ်မယုံရတဲ့သူပဲဖြစ်ဖြစ် link ကိုမြင်တာနဲ့ကျွန်တော် register မလုပ်မိအောင်နေပါမဝင်ကြည့်မိအောင်နေပါဗျအကယ်၍ကိုကဝင်ကြည့်မိသွားပြီဆိုရင်ကိုဘာလုပ်ရမလဲမသိတော့ဆိုချက် GPT သာသွားမိပါချက် GPT သွားမိပြီးတော့မှဘလို့ဘလို့လုပ်ရမလဲဆိုတဲ့ပတ်သက်ပြီးသူတို့ဘက်ကနေပြောပြပြတာမျိုးရှိပါတယ်အဲ့ဒီတော့ကျွန်တော် check queue site ကြပါလူလိန်တွေကအတော်ဆုံးနေပါပြီကိုရီနိုင်ငံကတော့မပြောတော့ပါဘူးဗျဒါလေးသာပြောတာပါ queue site ကြပါဗျ queue site ကြပါ